မင်္ဂလာပါရှင် Rocky the Storyteller ကနေကြိုဆိုလိုက်ပါတယ်ရှင်အကျဉ်းထောင်မှာဘယ်တော့မှရှိမနေသင့်တဲ့အကျဉ်းထောင်နဲ့လမ်းလာမှမသက်ဆိုင်တဲ့သူတွေကအကျဉ်းထောင်မှာနေနေရတာရှိနေသလိုအကျဉ်းထောင်ကနေဘယ်တော့မှထွက်မလာသင့်တဲ့မကောင်းဆိုးဝါးတွေကအပြင်လောကကိုပြန်ရောက်လာပြီးတော့တံဖိုးရှိတဲ့လူတွေရဲ့ဘဝတွေအသက်တွေကိုရရက်ဆက်ဆက်နှုတ်ယူဖြည့်ဆည်းပစ်လိုက်တာမျိုးရှိပါတယ် ဒီကနေ့ကျွန်မပြောပြမယ်မူခင်ကအချင်းထောင်ကနေမလွမြောက်တဲ့မဲနဲ့လွမြောက်လာခဲ့တဲ့မကောင်းဆိုးဝါးတကောင်ကြောင့်ကျွေလွန့်သွားရတဲ့ဖိုတန်ပန်းလေးသဖွင့်အကြောင်းပဲဖြစ်ပါတယ်ရှင်။ 2019ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ညမှာ Ohio State University ကအသက်20နှစ်အရွယ်စိတ်ပညာကျောင်းသူလေး Regan Delaney Tooks ကဘူဒဂါဘာမှာသူကအချိန်ပိုင်းအလုပ်ဆင်းနေခဲ့ပါတယ်။ Regan Tooks ကတွက်လက်ပြီးတော့စကားအလွန်များတဲ့ကျောင်းသူလေးဆိုတော့လို့ဖို့ကင်ဖက်တဲ့ကောင်းလောကလည်းသူ့ကိုချစ်ကြတယ်။ Ohio ပြည်နယ်က Grove City ဆိုတဲ့မြို့မှာရှိပါတယ်။အဲ့ဒီမြို့က Reagan ထုတ်သက်တဲ့ Ohio State University နဲ့ဆိုရင်ကားမောင်းရင်နိုင်ရွက်တောင်မကြတဲ့နေရာပေါ့။ ရီဂန်နေတာလည်းပဲကိုလံဘတ်မြို့ကအဲ့ဒီတက္ကသိုလ်နားလေးမှာပဲအခြားကျောင်းသူ၃ယောက်နဲ့အခန်းဆက်တူငှားပြီးတော့နေတာအခန်းဖော်ရေးဆိုပေမဲ့သူတို့ချင်းချင်းကအရန်ချစ်ခင်ကြတဲ့တငယ်ချင်းတွေပေါ့နော်ရီဂန်ထုတ်စီရဲ့မိသားစုကသူတက္ကသိုလ်ဆက်တဲ့နှစ်မှာပဲအိုဟိုင်းယိုးပြည်နယ်ကနေပြီးတော့ဖလော်ရီဒါပြည်နယ်ဘက်ကိုပြောင်းသွားတယ်အိုဟိုင်းယိုးစတိတ်ယူနီဗာစီတီမှာပဲကျောင်းတက်ချင်တဲ့ရီဂန်ကတော့မိဘနဲ့လိုက်မသွားဘဲနဲ့ဒီကျောင်းသားမှာပဲတငယ်ချင်းနဲ့အခန်းငှားပြီးတော့နေရစ်ခဲ့တယ် ဒါပေမဲ့သူကမိသားစုနဲ့အမြဲတမ်းဆက်သွယ်မပြတ်ရှိတယ်သူတို့မိသားစုကတယောက်နဲ့တယောက်အရန်ချစ်ချစ်ခင်ခင်နဲ့အဲ့လိုမျိုးရှိတယ်မိသားစုပေါ့နှွေထွေးတဲ့မိသားစုသူ့မှာညီမလေးတယောက်လည်းရှိတယ်ရီကန်ငငယ်တုန်းကသူ့အဖေကသူ့ကို Ohio State University မှာလုပ်တဲ့ဘောလုံးပွဲတစ်ခုကိုခေါ်သွားပြီးတော့ကြည့်ခဲ့တယ်အဲ့ဒီနေ့ကလေးကသူကတနေ့ကျရင်ငါ Ohio State University မှာတက္ကသိုလ်ကျောင်းတက်နိုင်ရမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာ ူအထက်တန်းအောင်လာတဲ့အချိန်မှာလည်းပဲသူကဒီတက္ကသိုလ်တစ်ခုတည်းကိုပဲသူကြောင်းလျှောက်ခဲ့တယ်။ပြီးတော့သူ့ဘဝရဲ့ရည်မှန်းချက်ကတော့စိတ်ပညာရှင်တစ်ယောက်ဖြစ်လာဖို့။သူကနောက်ဆိုရင် Ohio State University ကနေပြီးတော့စိတ်ပညာပွဲရတော့မှာပွဲရပြီးတာနဲ့ clinic တစ်ခုမှာအလုပ်လုပ်ဖို့လဲစီစဉ်ထားပြီးသား။အဲ့ဒီမှာအတွေ့အကြုံနည်းနည်းယူပြီးလို့ရှိရင်စိတ်ပညာမဟာတန်းကိုဆက်တက်ပြီးတော့ ကိုပိုင်ကလင်းနစ်ဖွင့်ဖို့အထိရည်မှန်းချက်ကြီးမားတဲ့မိန်းကလေးတစ်ယောက်ပေါ့ဒီလိုမျိုးတောက်ပတဲ့အနာဂတ်တွေစောင့်ကြိုနေတဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကဖယ်ရိုးနဲ့ထောင်ကနေလွတ်လာတဲ့လူဆိုးဘရိုင်ယန်ဂိုစပီဆိုတဲ့လူကြောင့်ခဏလေးအတွင်းမှာကျွေးလွန့်သွားရပါတယ်အဲ့ဒီနေ့က2018ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာပါ Regan Talks ကသူအလုပ်လုပ်တဲ့ Buddhaga Bus ဆိုင်ကနေပြီးတော့ည9:45လောက်မှာထွက်လာပြီးတော့ကားပတ်ကင်မှာရပ်ထားတဲ့သူ့ရဲ့ကားလေးစီကိုတယောက်ထဲလမ်းလျှောက်လာခဲ့ပါတယ်။ဒီလိုညမိုးချုပ်ချိန်မှာဒီနေရာမှာသူတယောက်ထဲလမ်းလျှောက်လာတာအကျိန်ပေါင်းကမနည်းတော့ဘူး။ဆိုတော့သူကဘာကိုမှစိတ်မပူဘဲနဲ့အေးအေးဆေးဆေးလျှောက်လာခဲ့တယ်။ သူ့ကားနားကိုရောက်လာတဲ့အချိန်မှာရုတ်တရက်ယောက်ျားတယောက်သူ့နားကိုရောက်လာပြီးတော့နှစ်ထင်ကိုတနတ်နဲ့ထောက်ထားပြီးတော့ကားထဲကိုအတင်းဝင်ခိုင်းပြီးတော့သူ့ကိုပြန်ပေးဆွဲသွားခဲ့ပါတယ်။ပြီးတော့ရီဂန်ကို ATM ဆက်တဲ့ရှိတဲ့နေရာဘက်ကိုမောင်းခိုင်းတဲ့အဲ့မှာပတ်စံနဲ့အများကြီးထုတ်ခိုင်းတဲ့အဲ့ဒီ ATM ဆက်နားကိုည7:18မိနစ်လောက်မှာရောက်လာခဲ့ပါတယ်။အဲ့ဒီနေရာကိုရောက်တော့လူဆိုးကသူ့ကိုကားပေါ်မှာပဲအတ္တမပြုတ်ခြင်းခဲ့တယ်။ပြီးတော့ ကားပေါ်ကနေအတင်းဆင်းခိုင်းပြီးတော့ ATM ဆက်ကနေပတ်စံတွေထုတ်ခိုင်းတယ်။ပတ်စံအဒီရဲ့ပတ်စံအများကြီးထုတ်လို့မရအောင်အဲ့လိုမျိုး decline ဖြစ်ဖြစ်သွားတယ်ပေါ့နော်။နောက်ဆုံးမှဒေါ်လာ60ပဲထုတ်နိုင်တော့အဲ့ဒါပဲထုတ်လာတယ်။ပြီးတော့ကားထဲကိုပြန်ဝင်ခိုင်းပြီးတော့နောက်တနေရာကိုခေါ်သွားတယ်။ gas station တွေတစ်ခုပြီးတစ်ခုကိုခေါ်သွားတယ်။အဲ့ဒီနေရာတွေသွားတာကားစီဖြည့်ချင်လို့သွားပုံရတယ်။ဒါပေမဲ့နောက်ပိုင်းစုံစမ်းချက်အရသူကအဲ့ဒီနေရာတွေကနေပြီးတော့စီမိုရခဲ့ ကြည့်ရတာအဲ့ဒီနေရာကိုသူတို့ရောက်သွားတဲ့အချိန်မှာအခြားလူတွေကလည်းရှိနေတော့အချိန်နဲ့မဟန်လို့လားမသိဘူးသူတို့ကားမရက်ဘူးဒီလိုမျိုးရှောက်သွားနေတဲ့တလျှောက်လုံးမှာဒီလူဆိုးကရီဂန်ကိုတနက်နဲ့ချင်းချောက်ထားပြီးတော့ကားမောင်းခိုင်းတာရီဂန်ကိုတိုင်ကားမောင်းပြီးတော့သွားနေရတာပေါ့နော်နောက်ဆုံးတော့ရီဂန်ကိုတခါဒီ group city မှာရှိတဲ့ CO2 group metro park ဆိုတဲ့နေရာကိုမောင်းခိုင်းလိုက်တယ် အဲ့ဒီနေရာကိုရောက်တဲ့အခါမှာကောင်မလေးရဲ့ကိုဘွားအဝတ်တွေအကုန်လုံးကိုဆွဲဆုပ်ပစ်တယ်အဝတ်ပလာဖြစ်သွားတဲ့အထိပဲပြီးတော့မှသူ့ကိုအနီနာထဲကကွင်းထဲကိုခေါ်သွားခဲ့တယ်အဲ့ဒီအချိန်မှာအရန်အေးနေပြီးနှင်းနေကြဆပြုတ်နေပြီပေါ့နော်အဲ့လိုအချိန်နေမှာရီဂန်ကိုအဝတ်မပါဘဲနဲ့လမ်းလျှောက်သွားခိုင်းပြီးတော့တနေရာရောက်တဲ့အချိန်မှာအနောက်ကနေပြီးတော့ခေါင်းမှာတနတ်နဲ့နှစ်ချက်ဆင့်ပြီးတော့ပစ်လိုက်တယ်။ပြီးတော့သူကရီဂန်ရဲ့ကားကိုမောင်းပြေးသွားတယ် အဲ့လိုမောင်းပြေးသွားတဲ့လမ်းမှာလူတပ်သမားကစီဆိုင်တဆိုင်မှာစီကိုပုံးနဲ့ဝင်ပြီးတော့ဝယ်သွားခဲ့တယ်။ရီဂန်ရဲ့ကတ်ကိုအသုံးပြုပြီးတော့စတိုးဆိုင်တွေမှာပစ္စည်းတွေဝင်ဝယ်တယ်။သူကလုံးဝသူ့ပတ်စံကတ်ကိုသူသုံးနေတယ်လို့မျိုးအေးအေးလူလူပဲသူကလုံနေခဲ့တယ်။ပြီးတော့သူကသူ့ချစ်သူအိမ်ကိုရီဂန်ရဲ့ကားကိုမောင်းသွားလိုက်ပြီးတော့သူတို့နှစ်ယောက်ကညတကောင်တနာရီ45မိနစ်လောက်မှာမက်ဒေါ်နယ်ဆိုင်ကိုသွားပြီးတော့အတူစားတောက်ခဲ့ကြတယ်။ အဲ့ဒီအချိန်မှာလူသက်သမားကရီဂန်ရဲ့ပက်ဆန်အိတ်အဖြူလေးကို သူ့ဤစားကိုလက်ဆောင်းဆိုပြီးတော့ပေးခဲ့တယ်။သူဒီလိုမျိုးตายရနေတဲ့အချိန်မှာတစ်ဖက်မှာတော့ ရီဂန်ကအင်ကိုပြန်ရောက်ချိန်တန်တိတန်အောင်ပြန်မရောက်တဲ့အတွက်ကြောင့်တငေချင်းနေနဲ့မိဘတွေကစိတ်ပူနေခဲ့တယ်။ရီဂန်ကအမြဲတမ်းစကားများတဲ့သူပီပီပေါ့နော်။အမြဲတမ်းသူပေသွားပြီးဘေးရောက်ပြီးပြန်လာပြီးအိမ်ပြန်ရောက်ပြီးစသဖြင့်မိဘကို message တွေပို့တတ်တယ်။ဒီညမှာတော့သူ့စီကလည်းအဲ့လိုမျိုးဗာ message မှမကြားရပါတတင်းမှမကြားရပဲနဲ့တိတ်ဆိတ်နေတဲ့အပြင်သူ့ရဲ့ဖုန်းကည9နာရီနောက်ပိုင်းမှာလုံးဝခေါ်လို့မရတော့ဘူး။ အတူညီမမကန်စီရလည်းပဲသူ့ကိုညစေနိုင်ခွင့်မှာ message ပို့ထားတယ်ဒါပေမဲ့လုံးဝပြန်စာမလာဘူးပေါ့နော်သူ့အဖေကတော့သူ့စီရနဲ့ဒီ message ဝင်လာချိန်တန်တိတန်အောင်အိမ်ပြန်ရောက်ပြီဆိုတော့ message မဝင်လာတဲ့အချိန်ကလေးကနေစိတ်ပူပြီးတော့ဖုန်းနဲ့သူ့ကိုတစ်ချောင်းလုံးဆက်နေခဲ့တာပေါ့နော်သူ့သမီးကိုဆက်တွယ်လို့မရတဲ့အခါမှာတညလုံးအေးလို့မရဘူးသူရဲ့အခန်းဖော်တွေကနောက်တနေ့မနက်နိုးလာတဲ့အချိန်မှာရီဂန်အိမ်မှာရှိမနေတာကိုတတိထားမိတယ်။ဒါပေမဲ့သူတို့ထင်တာက ကျောင်းကိုဆော့ဆော့သွားလိုက်တယ်လို့ပဲထင်ခဲ့ကြတယ်။နောက်တော့ရီဂန်ကနေခင်းအတန်းနဲ့လည်းမတက်ဘူးဆိုတာသိလာရတယ်။ရီဂန်ရဲ့အဖေကလည်းပဲသူ့ရဲ့တငယ်ချင်းနဲ့ရီဂန်ရှိနိုင်မယ်လို့ထင်တဲ့နေရာတဲ့အကုန်လုံးကိုဖုန်းလမ်းပြီးတော့ဆက်တယ်။ဒါပေမဲ့ဘသူမှမသိကြဘူးရီဂန်ဘယ်မှာရှိတယ်ဆိုတာလည်းမသိဘူးရီဂန်ကိုလည်းမတွေ့မိကြအောင်ပေါ့နော်။ဒါမျိုးရီဂန်ကဘယ်တော့မှလှုပ်လေလှုပ်ထမရှိတဲ့အနေအထားမျိုးမို့လို့မိဘတွေကအရန်စိတ်ပူပြီးတော့ရေးကိုလူပြောက်တိုင်းထားခဲ့တယ်။ သူ့ရဲ့အခန်းဖော်တငယ်ချင်းတွေကလည်းရီဂန်ရှိနိုင်မယ်လို့ထင်တဲ့နေရာတွေကိုလိုက်ရှာရင်းနဲ့သူအလုပ်လုပ်တဲ့ဘားစီကိုရောက်သွားခဲ့တယ်။ရီဂန်အလုပ်လုပ်တဲ့ဘားမန်နေဂျာကလည်းပဲသူဆိုင်ကထွက်သွားပြီးတဲ့နောက် ရီကန်ကအိမ်ကိုပြန်မရောက်လာခဲ့ဘူးဆိုတာသိသွားတဲ့အခါမှာစိတ်ပူပြီးတော့ရေးကိုဖုံးဆက်ပြီးတော့လူပြောက်ဘလို့တိုင်ရမလဲဆိုပြီးတော့မေးခဲ့တယ်ပေါ့ပြီးတော့သူ့ရဲ့အခန်းဖော်နောက်တစ်ယောက်ကလည်းပဲရီကန်ပြောက်နေတဲ့အကြောင်းသူ့ကိုတွေ့ရင်အကြောင်းကြားပါသူတို့ကဒီကိစ္စကိုရေးကိုလည်းတိုင်ထားပါတယ်ဆိုတော့ post ကို social media ပေါ်မှာတင်ထားခဲ့တယ်ဒါပေမဲ့ဘသူမှရီကန်ကိုမတွေ့မိကြအောင်မသိကြအောင်ပေါ့နော် တကယ်တော့သူတို့အဲ့လိုမျိုး post တင်လိုက်တဲ့အချိန်မှာ Regan ရဲ့အလောင်းကိုရေးတယ်ကတွေ့ထားပြီး Regan လောက်တာသူတို့ကတတ်အပ်မသိသေးတာ Regan ရဲ့အလောင်းကိုနောက်တနေ့မနက် February လ9ရက်နေ့မှာပဲအဲ့ဒီပန်းချံကိုကျမရေးလေးကျင်းခန်းလာပြေးတဲ့လူတယောက်ကတွေ့သွားတဲ့အတွက်ကြောင့်ရေးကိုချက်ချင်းအကြောင်းကြားခဲ့တယ် ရေးတွေကအခင်းဖြစ်တဲ့နေရာကိုရောက်လာတဲ့အချိန်မှာနှင်းနေတွက်တပြက်ဖုံးလွှမ်းနေတဲ့ရီဂန်ရဲ့အလောင်းကိုတွေ့ရတယ်။သူ့ရဲ့ကိုယ်ပေါ်မှာဘာအဝတ်အစားမှမရှိသလိုသူနဲ့ဆိုင်တဲ့ပစ္စည်းတွေအဝတ်အစားပိုင်းစားပတ်စံအိတ်ဖုန်းကားအစားရှိသဖြင့်ဘာတစ်ခုမှအဲ့ရဲ့နီးပဝင်ခြင်းမှာရှိမနေဘူး။ဒါကြောင့်ရေးတွေကလူသက်သမားကသူ့ကားနဲ့ပစ္စည်းကိုယူသွားတာဖြစ်နိုင်တယ်လို့စဉ်းစားကြတယ် ရဲတွေကအလောင်းတွေ့ပြီးတဲ့နောက်မကြခင်မှာသူတို့ကလူပြောက်တိုင်းတဲ့အချက်လက်တွေရလာခဲ့တယ်။အလောင်းကိုစစ်ကြည့်လိုက်တဲ့အချိန်မှာအလောင်းရဲ့ကိုယ်ပေါ်မှာတက်တူးတစ်ခုထိုးထားတာတွေ့တယ်။ပြီးတော့ဆွေးကြိုးလေးရှိနေတယ်ဆိုတာတွေ့ရတယ်။အဲ့ဒါတွေကလူပြောက်တိုင်းတဲ့အချိန်မှာမိဘတွေပေးထားတဲ့အချက်လက်တွေနဲ့ကိုက်ညီနေတာကိုတွေ့ရပြီးတော့ ဒီအလောင်းဟာရီဂန်ရဲ့အလောင်းဆိုတာကိုအလောင်းကိုတွေ့ပြီးနိုင်ပိုင်းအတွင်းမှာရေးတွေကတည်သွားပါတယ်။သူ့ရဲ့ဦးလေးတယောက်ကလည်းပဲအလောင်းကိုလာကြည့်ပြီးတော့ဒါဟာရီဂန်ပါဆိုပြီးတော့အတည်ပြုပေးခဲ့ပါတယ်။ရီဂန်တို့ရဲ့မိသားစုကဘာသာတရားကိုင်းဆိုင်ပြီးတော့ဖျားเจ้าအတိုင်းဝိုင်းမှာသူကကြီးလာခဲ့တာ။သူကစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့လူတိုင်းနဲ့အဆင်ပြေတယ်။သူ့ကိုဒီလိုမျိုးရဲရဲဆက်ဆက်တပ်ပစ်ချင်လောက်တဲ့ရန်သူဆိုတာသူ့မှာရော မိသားစုမှာရောမရှိဘူး။ သူ့ချစ်သူနဲ့တော့လက်တလောလေးမှနှူးသဘောတူပြည့်စည်သွားကြတာဆိုတော့ရေးတွေကဒါသူ့ချစ်သူကိုတန်တရာအရင်ရှိတယ်ပေါ့နော်ဆိုတော့သူ့ချစ်သူအရင်ခေါ်ပြီးတော့မိမျက်နာမျိုးတွေလုတ်ခဲ့တယ်ဒါပေမဲ့ကောင်လေးကဘာမှတိမနေဘူးဆိုတော့တိသွားတဲ့အတွက်ကြောင့်ပြန်ပြီးတော့လှုပ်ပေးလိုက်ကြတယ်ရေးတွေကလူသက်သမားယူမောင်းပြေးသွားတဲ့ရီဂန်ရဲ့ကားနံပါတ်9ကိုစုံစမ်းပြီးတော့ချက်ချင်းပဲလူသက်သမားကိုဖမ်းနိုင်ဖို့စူးစမ်းကြပါတယ် နောက်တော့သူတို့ကရီကန်ရဲ့ကားလေးက gas station တစ်ခုမှာခဏရက်လိုက်တယ်ဆိုတော့တဲလွန်ဆာကိုဆပြီးတော့ရတယ်။အဲဒီကနေဆက်ပြီးတော့လိုက်သွားတဲ့အချိန်မှာ Columbus မြို့တောင်ပိုင်းတနေရာမှာရက်ထားတဲ့ရီကန်ထုတ်ရဲ့ကားလေးကိုရှာတွေ့ခဲ့ပါတယ်။ကားလေးကိုတွေ့တဲ့အချိန်မှာကားမှာဓာတ်ဆီနတ်နဲ့ရန်နံနေတယ်ဆိုတော့သိရတယ်။လူသက်သမားကတက်တေဖြောက်ဖြက်ခြင်းနဲ့အတွက်ကားကိုမီးရှို့ဖို့ကြိုးစားခဲ့တာမှအောင်မြင်ခဲ့ပုံရတယ်။အဲ့ဒီကားကို Columbus ရဲတွေကတေချာစစ်ဆေးပြီးတဲလွန်စားတွေရှာခဲ့ကြတယ်။ အဲ့ဒီမှာသူတို့ကဆက်လိတ်ဖင်စီခံတစ်ခုကိုရခဲ့တယ်။အဲ့ဒီဆက်လိတ်ဖင်စီခံကနေရတဲ့ DNA ကိုစစ်ကြည့်လိုက်တဲ့အခါမှာမဒိမ့်မှုနဲ့ထောင်ကျပြီးတော့ထောင်ကနေမကြသေးခင်ကမှဖီရိုနဲ့လွတ်လာတဲ့အသက်29နှစ်အရွယ် Brian Goldsby ဆိုတဲ့လူရဲ့ DNA နဲ့ကပ်ညီနေတယ်ဆိုတာသိလိုက်ရတယ်။ပုံမှန်ဆိုရင်ဒီလိုမျိုးမှုခင်းနေတက်လာရင်ရေးတွေကအလားတူပုံစံအမှုမျိုးကျွလွန်တက်တဲ့သူတွေကိုအရင်ဆုံးစဉ်းစားလေးရှိတယ်။ဆိုတော့အခုလိုမျိုးလူသက်သမားကပြစ်မှုကျွလွန်ဖူးသူ ီးတော့သူ့ရဲ့ DNA က system ထဲမှာရှိပြီးသားဆိုတော့လူသက်သမားကိုဖော်ထုတ်ရတာအရန်လွယ်သွားတယ်သူတို့ကတခါတည်းနဲ့လူသက်သမားအဘရိုင်ဂေါ့စပီဆိုတဲ့ဟာကိုတည်သွားတယ်။ဘရိုင်ကထောင်ကနေလွတ်လပ်လာချင်းမှာပဲသူတို့လိုလူမျိုးတွေခိတ္တနားခိုလို့ရတဲ့ဒီ temporary housing မှာခဏနေတယ်။အဲ့ဒီကလေးကသူကဖရိုးရဲ့စီမင်းတွေကိုအကြိမ်ကြိမ်ဖောက်ဖျက်ပြီးတော့ကျွလွန်ခဲ့တယ်။သူထောင်ကထွက်လာပြီးတဲ့နောက်မှာအဲ့ဒီမြို့မှာလက်တယ်မပေါ်တဲ့ဓမြမှု6ခုရှိခဲ့တယ်တဲ့။ အဲ့ဒါကလည်းသူဖြစ်နိုင်တယ်ဆိုတာနောက်ပိုင်းမှာတွေးခဲ့ကြတယ်။မဖြစ်လို့လဲဆိုတော့ဒီမှာစနစ်ရဲ့အားနည်းချက်တစ်ခုရှိခဲ့တယ်။သူ့ခြေထောက်က GPS data ကိုတေချာမစောင့်ကြည့်ခဲ့ကြဘူးတဲ့။ပြီးတော့အဲ့ဒီ data တွေကရေးတွေစီကိုတိုက်ရိုက်သွားတာမဟုတ်ဘဲနဲ့ရေးတွေ contract ပေးထားတဲ့ company စီကိုအရင်သွားတာလို့သိရတယ်။သူ့လိုလူမျိုးကိုဖရိုးနဲ့အပြင်မှာလွှတ်ထားမယ်ဆိုရင် Pro Officer ကတေချာစောင့်ကြည့်နေရမှာဖြစ်တယ်။ဒါပေမဲ့ဒီအမှုမှာတော့ရေးတွေကအလိုလိုဖို့ပြက်ကွက်ခဲ့တယ်။ ရဲတွေကဒီ Brian Gosby ကိုမဖမ်းခင်မှာသူ့ခြေထောက်မှာပတ်ထားတဲ့ GPS location data တွေကိုစစ်ကြည့်လိုက်တဲ့အခါမှာ Regan ရဲ့ကားတွေတွားထားတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေတယ်ဆိုတာတွေ့ရတယ်။တွားခဲ့တဲ့နေရာတစ်ခုက CCTV မှာဆိုရင် Brian ကဒီကားအတွက်လိုအပ်တဲ့စီကိုဘူးတဘူးနဲ့ဝယ်နေတယ်ဆိုတာတွေ့ရတယ်။အဲ့ဒီဘူးကိုနောက်ပိုင်းမှာဒီရီဂန်ရဲ့ကားထဲမှာပြန်ပြီးတော့တွေ့ခဲ့တယ်ပေါ့နော် အဲ့ဒါကြောင့်ပဲ Brian Cosby ကို February လ17ရက်နေ့မနက်၄နာရီမှာ Swift Team ကနေပြီးတော့ဝင်ဖမ်းခဲ့ပါတယ်။ရိုးရိုးရေးနဲ့ဝင်မဖမ်းဘဲနဲ့ Swift Team နဲ့ဝင်ဖမ်းရတယ်ဆိုတာကဒီလူသက်သမားကထောင်ထွက်ဖြစ်တဲ့အပြင်သူကလူသက်မှုနဲ့ထပ်ပြီးတော့တန်တရားရှိနေတဲ့သူလက်နက်ကင်ဆောင်ထားတယ်လို့ထင်ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်အန်ဒီရဲ့အစ်စ်မြင့်တယ်လို့သတ်မှတ်ထားတဲ့အတွက် Swift Team နဲ့ဝင်ဖမ်းရခြင်းဖြစ်တယ်။ အဲ့ဒီအဖွဲ့နဲ့ဝင်ဖန်းရင် ဝင်ဖန်းတဲ့သူတွေကတေချာဒီလိုမျိုးအန်ဒီရရှိတဲ့အနေအထားမှာဝင်စည်းဖို့အတွက် train ထားတဲ့လူတွေဖြစ်တဲ့အပြင်အစင်မြင့်လက်နက်တွေနီးဗျူဟာတွေနဲ့အသုံးပြုပြီးတော့ဝင်ဖန်းလာလို့တည်ရတယ် Brian Gosby က2016ခုနှစ်နိုဝင်ဘာလကမှချောင်းထဲရနဲ့ခရိုးနဲ့ပြန်ပြီးတော့လွတ်လာတာသူ့ရဲ့ပြစ်မှုတွေကအရန်ယွန်စရာကောင်းတယ်သူကငငယ်လေးကလေးကအသက်9နှစ်သမီးလေးတွေနဲ့6နှစ်သားလေးတွေကိုအတမပြုကျင့်တဲ့အမှုကိုကျွလွန်ခဲ့တာ အဲ့ဒါကသူအသက်မပြည့်ခင်16နှစ်မပြည့်ခင်ကျူးလွန်ခဲ့တဲ့အမှုတွေနောက်တော့သူက2000ခုနှစ်မှာကိုဝန်ဆောင်မိခင်နဲ့သူ့ရဲ့လမ်းလျှောက်တက်ခါစားကလေးလေးကိုဖမ်းခေါ်သွားပြီးတော့ကိုဝန်ဆောင်မိခင်ကိုကိုထီလက်ရောက်ရိုက်နှက်ပြီးတော့ကလေးရှိမှပဲဒီအတင်းအဓမ္မပေါ့နော် oral rape တွေလုပ်ခဲ့တယ် ပြီးတော့သူ့ကို ATM ကနေပြီးတော့ပတ်စံနဲ့အတင်းထုတ်ပေးခိုင်းတယ်။ပြီးရင်အဲ့ဒီအမျိုးသမီးကိုသူ့အိမ်ကိုပြန်မောင်းလာခိုင်းပြီးတော့တစ်ခါထပ်ပြီးတော့စော်ကားခဲ့ပြန်တယ်။နောက်ဆုံးမှာအဲ့ဒီအိမ်က DVD ပလေးယာကိုယူသွားပြီးတော့ DNA တင်းလွန်စမကြအောင်လို့အဲ့ဒီအမျိုးသမီးကိုပဲအဆအဆုံးပြန်ပြီးတော့တန်ရှင်းရေးတွေအကုန်လုံးခိုင်းခဲ့တယ်။ဆိုတော့အမျိုးသမီးကအတော်လေးကိုထိတ်လန့်ကြောက်ရွံ့သွားခဲ့တယ်ပေါ့နော်။ သူ့ကိုဖမ်းမိသွားတဲ့အချိန်မှာအမျိုးသမီးက trauma အရင်ရထားတာဖြစ်တဲ့အတွက်ကြောင့်တရားရုံးမှာတက်တေလာထွက်ဆိုတာမျိုးမလုပ်နိုင်ခဲ့ဘူး။အဲ့ဒါကြောင့်မလို့ Brian ရဲ့အမှုကပြစ်ဒဏ်နဲ့နဲ့ပေါ့လျော့သွားတယ်ပေါ့နော်။အဲ့ဒီဓမြမှုနဲ့မဒိန်ကျင်ရန်စ조사အထုံမှုတို့အတွက်က2017ခုနှစ်မှာသူ့ကိုထောင်ဒဏ်6နှစ်ပဲချခဲ့ပြီးတော့ parole နဲ့နှစ်မစိတ်သေးပဲနဲ့ပြန်လွတ်လာတာဖြစ်တယ်။သူကထောင်ထဲမှာလဲစီကံဖောက်ပြမှုတွေ52မှုတောင်ထပ်ပြီးတော့ကျူးလွန်ခဲ့တာ။ဒါတွေက reflect တယ် တကယ်ဆိုရင် तू ကထောင်ကနေမလွတ်လာသင့်ဘူးသူ့ရဲ့ထောင်ကနေလွတ်မြောက်လာမှုက ရီဂန်အတွက်တင်မင်းလွတ်လာသလိုဖြစ်သွားခဲ့တယ်ရေးတွေကသူ့ကိုဖမ်းမိပြီးတဲ့နောက်မှာ6နာရီလောက်ကြာအောင်စစ်မေးခဲ့တယ်အစပိုင်းမှာတော့ तू ကအရာအလုံးကိုညင်းတယ် ဒါပေမဲ့သူ့ခြေထောက်က GPS ဒေတာကြောင့်သူသွားခဲ့တဲ့လမ်းကြောင်းတစ်လျှောက်က CCTV တွေပြန်စစ်ကြည့်လို့ရသွားတဲ့အတွက်ကြောင့်သူကရီဂန်ရဲ့ကားနဲ့သွားလာနေတဲ့တပ်သေးတွေအများကြီးရှိနေခဲ့တယ်။သက်စီဝဲတဲ့နေရာတပ်သေးဗီဒီယိုရတယ်။အဲ့ဒီမှာသူသုံးတဲ့စီပုံးကရီဂန်ရဲ့ကားပေါ်မှာနောက်ပိုင်းရေးတွေပြန်ရှာတွေ့တဲ့စီပုံးနဲ့အတူတူပဲ။နောက်ပြီးတော့ကားပေါ်မှာတွေ့တဲ့ဆက်လိတ်ဖင်စီခံကရလာတဲ့ DNA ကလည်းသူ့ရဲ့ DNA ပဲဆိုတော့သူကလုံးဝညှင်းလို့မရတော့ အဲ့ဒီအခါမှာသူကစတိုရီပြန်ပြီးတော့ပြောင်းပြောတယ်။သူကရီဂန်ကိုအခုလိုမျိုးလှုပ်ချင်လို့လှုပ်တာမဟုတ်ပါဘူးတဲ့။ TJ ဆိုတဲ့ယောက်ျားကြီးတယောက်ကသူ့ကိုအတင်းခိုင်းလို့သူကပြန်ပေးဆွဲပြီးတော့ပတ်စံလူရတာပါ။ TJ ဆိုတဲ့လူကြီးကတစ်ချိန်လုံးလိုက်လာခဲ့ပြီးတော့ရီဂန်တုတ်စ်ကိုလည်းအတင်းအသမပဲအသမပြုတ်ကျင်ခိုင်းတဲ့အတွက်သူကမငင်းရေးပဲနဲ့လှုပ်ရတာပါလို့ပြောတယ်။ပြီးတော့သူ့ကိုရီဂန်ရဲ့အဝတ်စားတဲ့အတင်းဆွဲဖြေးခိုင်းလို့သူဆွဲချွတ်ပြီးတဲ့နောက်မှာ သူ့ကိုကားပေါ်အနေဆင်ခန်းလို့ဆင်းသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ TJ ကရီဂန်ကိုတနတ်နဲ့နှစ်ချက်ပြစ်ပြီးတော့ထွက်သွားခဲ့တာပါ။သူလောက်တာမဟုတ်ပါဘူးဆိုပြီးတော့ဇလန်တစ်ခုအစ်စ်ပြန်ပြီးတော့ပြောတယ်။ဒါပေမဲ့ရေးရရဲ့စစ်ချက်အရ TJ ဆိုတဲ့လူကအပြင်လောကမှာတကယ်မရှိပါဘူး။သူဖန်တီးထားတဲ့သူဖြစ်နေတယ်ပေါ့နော်။ဆိုတော့သူကအမှုကနေလွတ်အောင်ပေါ့အောင်ရှောက်ဖန်တီးပြီးတော့ပြောခဲ့တယ်ဆိုတာသိသွားခဲ့ပါတယ်။ သူ့ကိုပြစ်မှုတွေအများကြီးနဲ့တရားစွဲခဲ့ကြတယ်။နောက်ဆုံးတော့သူကပြစ်မှုထင်ရှားတဲ့အတွက်ပြစ်ဒဏ်ကြားခံဖို့ဖြစ်လာပါတယ်။အဲ့ဒီအချိန်မှာဒီအမှုမှာဂျူရီလုပ်တဲ့လူတွေကသူ့ကိုတည်ဒဏ်ပေးရမလားတသက်တကြွပဲပေးရမလားဆိုတာအချင်းချင်းကြားမှာသဘောမတူနိုင်အောင် ဖြစ်နေခဲ့ပါတယ်။အများစုကတော့တည်ဒဏ်ပေးစီချင်တယ်။တချို့ကတော့တသက်တကြွလောက်ပဲပေးစီချင်တယ်။ Brian Gosby ကမကောင်းဆိုးဝါးတကောင်လို့ပြုမူခဲ့တာမှန်တယ်။အပြစ်ရှိရလဲမှန်တယ်။ ဒါပေမဲ့သူ့ကိုဒီလိုမျိုးဖြစ်စေခဲ့တာသူ့ရဲ့ငေဘွားကတန်ရာတွေကြောင့်ဖြစ်ခဲ့ရတာလို့ဂျူရီလူကြီးတချို့ကမြင်တယ်။သူကငငေကလေးကမိဘဂယုဒီဇိုင်းနဲ့ကျွေးမွေးပြုစုခံပြီးကြီးလာရတဲ့သူမဟုတ်ဘူး။တဆွေတစ်မျိုးလုံးကအရန်ဆင်းရပြီးတော့မူရစေဝါတားကောင်တွေ အမေကိုတိုင်လဲကြမ်းတမ်းပြီးတော့ကလေးကိုအရန်ရိုက်ခဲ့တယ်။ပြီးတော့သူအသက်၁၂နှစ်ရွယ်မှာကလေးကအဓမ္မပြုခြင်းခံခဲ့ရတယ်။သူ့ဘဝမှာသူစံပြုတ်ထားเสียလူကောင်းဆိုတာအနီးပတ်ဝန်းကျင်မှာမြင်ကိုမမြင်ဘူးဘူး။တဘဝလုံးစိတ်တန်ရာတွေနဲ့ကြည်ပြင်းလာခဲ့ပြီးတော့ထောင်ကိုဝင်လိုက်ထွက်လိုက်နဲ့လုံနေခဲ့တဲ့သူ။အဲ့ဒီစိတ်တန်ရာတွေကိုလည်းဘယ်တော့မှသူကောင်းကောင်းကုစားခွင့်မရခဲ့တဲ့သူ။ဒါကြောင့်မို့လို့သူ့ကိုတည်တံပေးတဲ့အထီတော့အပြစ်မပေးသင့်ဘူးလို့ တသက်တကျွန်းလောက်ပဲချတဲ့နယ်လို့တချို့ကဆွေးနွေးကြတာသူ့ကိုတည်တံပေးဖို့ကဂျူရီလူကြီး12ယောက်သဘောတူမှရမှာသဘောတူတဲ့သူကများပေမဲ့12ယောက်မပြည့်တဲ့အတွက်ကြောင့်သူ့ကို2018ခုနှစ်မတ်လ23ရက်နေ့မှာတသက်တကျွန်းဖရိုမရှိပဲအမိန်ချလိုက်ပါတယ်ရီဂန်ရဲ့မိသားစုကတော့လူတက်သမားကိုဒီလိုမျိုးထိုက်တန်တဲ့ပြစ်ဒဏ်ချမှတ်ပေးတဲ့အတွက်ကျေနပ်မှုရှိတယ်စိတ်သက်သာရအနေငယ်ရတယ်ဆိုပေမဲ့ ဘလို့မျိုးကြီးလေးတဲ့ပြစ်ဒဏ်ကမှသူတို့သမီးကိုအသက်ပြန်ရှင်လာအောင်လုပ်ပေးလို့မရဘူးဆိုပြီးတော့ဝမ်းနေကြေကွဲစွာနဲ့ပဲမချက်ပြုတ်ခဲ့ပါတယ်။ရီဂန်ရဲ့မိဘတွေကကြားနာမှုတိုင်းကိုတက်ရောက်ခဲ့ပြီးတော့ဒီရင်ကွဲလူမတက်နာကျင်စွာနဲ့သူ့သမီးအသက်ခံရတဲ့ဖြစ်စဉ်တွေကိုနားထောင်ခဲ့ရတယ်။သူတို့သမီးအတွက်တရားမျှတမှုရသွားပြီဆိုပေမဲ့သူတို့လိုမျိုးအခြားသူတွေထပ်မခံစားရအောင်လို့သူတို့ကဒီ system reforms လုပ်ဖို့အတွက်ကိုတိုက်တွန်းလို့ဆိုတာမျိုး advocacy တွေဆက်တိုက်လုပ်ခဲ့ကြတယ် ဒီလိုနဲ့လူတက်မှုဖြစ်ပြီးသွားတဲ့နောက်မှာ 2019ခုနှစ်မှာ Ohio ပြည်နယ်မှာ Regan Tux X ဆိုတာကိုပြတ်ထန်လိုက်တယ်။အဲ့ဒီဥပဒေက Brian လိုမျိုးအန်ဒီရင်ရှိတဲ့အကျဉ်းသားတွေကသူတို့အမြင့်ဆုံးကြားခံရမယ့်ပြည်ထောင်ကြားခံပြီးသွားရင်တောင်မှသူတို့ကအန်ဒီရင်ပေးနိုင်သေးတယ်လို့ယူဆစရာအကြောင်းရှိတယ်ဆိုရင်သူတို့ကိုတသက်လုံးလူရဲမရှိထောင်ထဲမှာထိန်းသိမ်းထားခွင့်ပေါ့ indefinite sentencing လောက်ခွင့်ရှိတယ်ဆိုတဲ့ဥပဒေကိုပြတ်ထန်လိုက်ပါတယ်။ဒီဥပဒေကအရန်ကောင်းပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပေါ့နော်။ အကျဉ်းသားအခွင့်အရေးအချို့နဲ့ကတိတ်ပြီးတော့ကိုက်ညီမှုမရှိဘူးဆိုပြီးတော့တချို့ကငင်းခုန်ကြတယ်။ Regan Talks Act အရာဆိုရင်အကျဉ်းထောင်အရာရှိတွေမှာအာဏာအရန်ရှိသွားသလိုမျိုးဖြစ်တာမလို့အချို့ကသဘောတိတ်မကြောက်။ဒါပေမဲ့2023ခုနှစ်မှာတော့ Ohio Supreme Court ကနေပြီးတော့ မှုတစ်ခုချင်းစီရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ဒီ Regan Tox Act ကိုဆက်ပြီးတော့ကျင့်သုံးလို့ရတယ်ဆိုပြီးတော့အတည်ပြုလိုက်ပါတယ် Regan အသက်ခံရပြီးတော့၃လလအကြာမှာသူတို့တက္ကသိုလ်ဘွဲ့နင်းသဖြင့်အခမ်းအနားလုပ်တဲ့အချိန်မှာ Regan ကို Degree in Psychology ဘွဲ့ကိုအနင်းပေးခဲ့ပါတယ် သူမိဘနဲ့ညီမလေးအားသူ့ရဲ့ကိုစားဒီဘွဲကိုလာပြီးတော့တက်ယူခဲ့တယ်။ပြီးတော့သူ့ရဲ့မိဘတွေက Regan Delaney Tux Memorial Foundation ကိုထောင်ပြီးတော့ Ohio State University ကိုစိတ်ပညာကျောင်းသားတွေကိုသူ့နာမည်နဲ့ scholarship ပေးဖို့အတွက်ဒေါ်လာ9000အလှူငွေပေးခဲ့တယ်။နောက်နှစ်တွေမှာလည်းចောင်းသားပုံမြများပေးနိုင်အောင်လုပ်ခဲ့တယ်လို့သိရတယ်။ ဒီမူခင်းကနေပြီးတော့စနစ်တစ်ခုကယိုယွင်းနေတယ်ဆိုရင်တာဝန်ရှိတဲ့သူတွေကနော်သူတို့ရဲ့တာဝန်အတိုင်းလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေကိုတေချာမလုပ်ဘူးဆိုရင် red flags တွေကိုအလေးမထားဘူးဆိုရင်နောက်ဆက်တွဲဆိုးကျိုးအနေနဲ့အပြစ်မိတဲ့ပြည်သူတွေဟာပဲပိတ်ဆက်ရတယ်အသက်ပေးရတယ်ဆိုတဲ့တင်ခန်းစာကိုရရှိပါတယ်ရှင်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများရေးတင်ပါတယ် Rocket Story Channel YouTube Channel ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာ ဖြစ်ရမှမူခင်းတွေကိုဆက်ပြီးတော့ရှာဖွေတင်ဆက်ပြီးတော့ recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတဲ့မိတ်ဆွေတွေ Rocky the Storyteller ကို like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်နော်။ကျွန်မအစ်စ်တင်တိုင်းတီးလို့ရအောင်လဲခေါင်းလောင်းပုံလေးကိုနှိပ်ပေးခဲ့ပါအောင်လို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။ Bye bye ။